။ Okay bye bye account တွေဖွင့်လို့မရဘူးဆိုပြီးအမေးများနေလို့ဒီမှာပြောပြလိုက်ပါမယ်။အတိကကဒီကုတ်မကျတဲ့ error လေးတွေပေါ့နော်။အဲ့ဒါလေးတွေဖြစ်လာများတယ်။အရင်ဆုံးကျွန်တော်ဒီရဲ့ဒီ Viber app နားလေးကိုရင်တွားလိုက်တွားပြရင်အဲ့ app လေးကိုတန်းလေးဖိတာပါဖိပိုင်းဒီမှာတလိပေါ့နော်။အဲ့ဒါ install လုပ်လိုက်ပါ။အာတချို့ဖုန်းတွေကတော့ဖိလိုက်ပြီဆိုလို့ရှိရင်ဒါ install တန်းဝင်တယ်။ဟောတန်းပြတယ်ပေါ့နော်။ iPhone တွေမှာဆိုလို့ကျွန်တော် remove app ကိုနှိပ်ပြီးတော့ဒါ software ကို install လုပ်ပြပါ။ install လုပ်ပြီးတော့ Play Store မှာပြန်ပြီးတောင်းတော့ပါတောင်းတော့ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းကို restart လုပ်လိုက်ပါပိတ်ပိတ်ပြီးပြန်ဖွင့်လိုက်ပါနော်အဲ့နှစင်ပြီးသွားပြီဆိုလို့ရှိရင်တို့ဒီပုံမှန်တိုင်းပဲဒီရဲ့အဲဒီ Viber တက်ဝင်လိုက်မယ်ပြီးသွားရင်ဒီအဆင့်တိုင်းပဲလိုက်လုပ်လိုက်ပါနော်ဒီမှာ start now လိုက်လိုက်မယ်ဒီမှာမြန်မာမပေါ်ဘူးဆိုလို့ရှိရင်မြန်မာကြွေးလိုက်မယ်ပြီးသွားလို့ရှိရင်အဲကျွန်တော်တို့ဖွင့်မယ်ပုံနံပါတ်ကိုရိုက်တယ်ပြီးသွားရင်ဒီမှာ9နှစ်ကိုနှိပ်ပါနော်အဲအဲ့ဆိုလို့ရှိရင်အဲဒီကောက်ကြလာလိမ့်မယ် ဓာတ်တနည်းပါနော်ဒုတိယတနည်းကတော့ကိုယ့်ရဲ့ဖုန်းမဟုတ်ဘဲနဲ့တယောက်ယောက်ရဲ့ဖုန်းကိုယူပြီးတော့အကောင့်ရင်ဖွင့်ပါဖုန်းနံပါတ်ကတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုပဲတုံးပါအဲအကောင့်ရလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာ login ပြန်ဝင်ပါအဲ့ဒါဆိုလို့ရှိရင်တော့ Viber တုံးလို့ရပါမယ်